မန္တလေးမြို့ရှိအိုးဘိုထောင်တို့ထောင်ပြောင်းရောက်ရှိလာသော မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝန်တန်းများကတန်တုပ်ဖြင့်ရိုက်နှက်မှုကြောင့်သတိလိမ့်မျောသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခတ်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဗဟိုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကဆိုပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာရှိစစ်ကောင်စီ303စခန်းကုန်းတစ်ခုကို ရေးပလူဖွဲ့ကယနေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရေဘလူတော်လန်ရေးတက်ဖွဲ့စီကနေသိရပါဗျ။စစ်ကောင်စီတက်နဲ့ရှမ်းပြည်ရိုးတက်ရေးပါတီ SSPP တို့ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်ကဒေသတချို့မှာကြားဖြန့်ကိုင်းတွေဆက်လက်ပတ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။ မန္တလေးမြို့ရှိအိုးဘိုထောင်တို့ထောင်ပြောင်းရောက်ရှိလာသော မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝန်တန်းများကတန်တို့ဖြင့်ရိုက်နှက်မှုကြောင့်သတိလိမ့်မျောသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခတ်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဗဟိုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကဆိုပါတယ်။ဇွန်လ12ရက်နေ့တွင် မုံရွာအချင်းထောင်မှ မန္တလေးအိုးဘိုထောင်တို့ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးကျင်းသားများကိုထောင်ဝင်ဘူးဝတွင်မတရားရိုက်နှက်နှိပ်စက်မှုများပြုခဲ့သည့်ဖြစ်စဉ်တွင်မုံရွာတပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုဥတီချက်ထား၍အချင်းဦးစည်းဝန်ထမ်းရာရှိတဦးမှတန်တုပ်ဖြင့်ရိုက်နှက်ပြီးအခြားနိုင်ငံရေးကျင်းသားများပါနောက်ဆက်တွဲအနေဖြင့်ရိုက်နှက်ခံရခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါဖြစ်စဉ်တွင်ကိုဝေမိုးနိုင်သည်တန်တုပ်ဖြင့်ရိုက်နှက်ခံရမှုကြောင့်နဘူးကွဲတံရရရှိကာရိုက်နှက်ခံရမှုဖြစ်စဉ်တွင်သွေးထွက်လုံကတတိမိတ်မျောသွားခဲ့ပြီးတတိမိတ်မျောစဉ်တွင် ရေးပေါ်ဆေးဝါးကုသမှုခံယူရန်လိုအပ်တော်လဲထောင်နှင်းစေယုံတို့ပို့ဆောင်ကုသပေးခြင်းမရှိကြောင်းသိရှိရပါတယ်။ကိုဝေမိုးနိုင်ကအဲ့ဒီဖြစ်စဉ်မှာတော့ဥကောင်းရောနဘူးကောကွဲသွားတဲ့အတွက်သွေးထွက်ရမ်းများသွားပြီးတော့သတိမိမျောသွားတယ်။သတိမိမျောသွားတဲ့အချိန်မှာလဲထောင်စေးယုံရောပြင်ပစေးယုံရောမပို့ဘဲနဲ့ထားခဲ့တယ်။ခြေချင်းတွေရောခတ်ပြီးလက်ရှိမှာတိကျတိုက်မှာတယောက်တည်းချုံနှောင်ခံထားရတဲ့အခြေအနေဖြစ်ပေါ်နေပါတယ်။ဒါကြောင့်မို့လို့ထောင်အနာပိုင်တွေရဲ့စိတ်နေစိတ်ထားပုံမူတည်ပြီး ညဘက်တွေမှာအချိန်မရေခေါ်ထုတ်ခံရပြီးရိုက်နှက်ခံရတာမျိုးရှိနိုင်တယ်လို့ဆိုပါရယ်လက်ရှိမှာတော့အကျဉ်းထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေရဲ့အသက်ရှင်တန်ပိုင်ခွင့်ဟာချင်းချောက်ခံနေရတဲ့အခြေအနေဖြစ်ပါရယ်ဒီထဲမှာကိုဝေမိုးနိုင်ကတော့မုံရွာမှာလဲနမေကြီးပုံကိုဖြစ်တော့သူ့ကိုပါစင်နေရကိုမှမင်းလာခေါင်းဆောင်ဆိုတဲ့စကားရက်တွေကိုသုံးပြီးမှအဓိကရိုက်နှက်ခဲ့တဲ့အခြေအနေတစ်ခုဖြစ်ပါရယ်ဒါကြောင့်သူ့အတွက်လဲလုံခြုံရေးရပိုးဝီးစိုးရိမ်ရတယ်လို့ ျွန်တော်တို့ကပြောကျင်ပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဗဟိုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးက ရှင်းပြထားပါတယ်။ထာဝနာပိုင်များသည်ကိုဝေမိုးနိုင်တတိပြန်လည်ရရှိသည်နှင့် တပြိုင်နက်ပြစ်ဒဏ်တိုက်သို့ပို့လျက်ပါဆယ်နှင့်ထောင်ဝင်စာရေးတွေ့ခွင့်ကိုကန့်သက်ထားပြီးခြေချင်းခတ်ပြီးတီးခြားတိုက်တွင်တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်းသိရှိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမန္တလေးအိုးဘိုထောင်ဟာ နိုင်ငံရေးကျင်းသားများဆက်တိုက်တည်ဆုံးနေသောထောင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။အကျန်းဖက်စစ်အုပ်စုလက်အောက်ခံအကျဉ်ထောင်ဝင်မှာကျမ်းမာရေးဆောင်ရှောက်မှု လုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးကျင်းသားတွေအသက်ဆုံးရှုံးနေကြရတာတွေရှိနေပါတယ်။အိုးဘိုထောင်မှာလည်းမနစ်ကအောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်လျှက်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးကျင်းသားစိန်လင်းတို့၃ဦးဆက်တိုက်တည်ဆုံးခဲ့ကြရပါတယ်။ ဒါအပြင်မန္တလေးအိုးဘိုထောင်တစ်ခုရဲ့မှာတင်မလအတွင်းလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးเจ้าနဲ့စေကူးတတ်ရန်နောက်နေမှုတွေကြောင့်မတည်ဆုံးတဲ့ပဲတည်ဆုံးခဲ့ကြရတဲ့နိုင်ငံရေးကျင်းသား90ကျော်ရှိခဲ့တယ်လို့လည်းသိရပါဗျ။မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာရှိစစ်ကောင်စီ303စခန်းကုန်းတစ်ခုကို ရေးဘလူးဖွဲ့ကယနေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ရေးဘလူးတော်လှန်ရေးတပ်ဖွဲ့စီကနေသိရပါဗျ။ စစ်ကောင်စီတပ်စခန်းကုန်းကိုယနေ့မနက်9နာရီမှာ ရေဘလူဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်9နာရီ45မိနစ်မှာ အပိတက်သိမ်းယူနိုင်ခဲ့တာလို့ဆိုပါတယ်။ရေဘလူတပ်ဖွဲ့တာဝန်ရှိသူကမနက်ခင်းပိုင်းမှာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာခမရ343တော်ဝန်တွေကစစ်ကောင်စီစခန်းကုန်းကို ကျွန်တော်တို့ရေဘလူတော်လန်ရေးတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီးတပ်ဖွဲ့ဝင်တို့မြင့်မြက်စွာကြာဆုံးခဲ့တယ်လို့ပြောပါတယ်။ထီးတွေ့တိုက်ပွဲဖြစ်ပွားချိန်45မိနစ်ကြာခဲ့ပြီး အဆိုပါစခန်းကုန်းကိုတင်ပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ရေဘလူဖွဲ့ဟာမွန်ပြည်နယ်ရေမြို့နယ်အတွင်းရှိအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာတွေနဲ့စစ်ကောင်စီထောက်တိုင်တွေကိုခြေမုံးနေတဲ့တော်လန်ရေးတပ်ဖွဲ့ဖြစ်ပြီး အခုအာယုတောင်စခန်းကုန်းတင်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်တေဆုံးပြီးစခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ရေဘလူတော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူစီကနေသိရပါဗျ။စစ်ကောင်စီတပ်နဲ့ရှမ်းပြည်ရိုးတက်ရေးပါတီ SSP ပြီးတော့ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်ကဒေသတချို့မှာကြားဖြန့်ကိုင်းတွေဆက်လက်ပတ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ရှမ်းပြည်နယ်အတွင်းကမိုင်းရှူဝမ်ဟိုင်းဟိုက်ပူတန်ရန်နဲ့မိုင်းဟတ်ဒေသတို့မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဖြစ်တဲ့ကြားဖြန့်ကိုင်းတွေရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီဒေသတွေကိုစစ်တပ်နဲ့ SSP ပြီးတော့ကပူးပေါင်းထိန်းချုပ်နေရဖြစ်ပြီးကြားဖြန့်ကိုင်းတွေဘက်ကအခွန်ပေးဆောင်က လုပ်ငန်းလည်ပတ်နေတာလို့လာရှိုးမျိုးနေအမျိုးသားတယောက်ကပြောပါတယ်။ သူတို့တွေကလူရောက်ပေါက်နေတဲ့နေရာတွေမှာအခိုင်မာလုပ်နေကြတာတလတ်တလတ်ကိုလည်းယွန်းတောင်းနဲ့ချီပြီးအခွန်ပေးနေကြတာတာချီလိုက်ကနေထွက်သွားတဲ့ကြားဖြန့်တွေအဲ့ဒီဘက်ကိုပြန်ပြောင်းလုပ်ကြတာလို့ဆိုပါရဲလူကတော့ထောင်နဲ့ချီရှိတယ်လို့သိထားရပါတယ်။နောက်ထပ်လာရှိုးဒေတာခန့်အမျိုးသားတယောက်ကလည်းကြားဖြန့်ကိုင်းတွေမှာအသက်မပြည့်သူတွေရှိနေပြီးနှိမ့်ဆက်ညှဉ်းပန်းမှုတွေကြုံနေရတယ်လို့ပြောပါရဲ။ဒီဘက်ကကလေးတွေကို မလုံးပေးပြီးခေါ်သွားကြတာ။ ပလောင်နဲ့ရှမ်းလူငယ်တွေလည်းပါကြတယ်ပြီးမဘက်ကပမာတွေလည်းရှိပါတယ်ကလေးတွေကိုနှိပ်ဆက်ပြီးခိုင်းနေတာသူတို့တွေကအစင်းစင်းအုပ်ချုပ်ကြတာအဲ့ဒီနေရာတွေကိုဝင်လို့မရဘူးအနားတောင်ကက်ခွင့်မရှိဘူးကြားဖြန့်ယုံတယုံမှာလူရနဲ့ချီရှိတယ်စစ်တပ်ရော SSPP ရောလှဆင်ခွန်ရနေတော့လုံခြုံရေးပေးထားတဲ့သဘောပေါက်ပြလို့ဆိုပါတယ်နိုင်ငံတကာကအာယုံဆိုင်လာတဲ့ကြားဖြန့်ကိုင်းတွေကိုထိထိရောက်ရောက်နေနေမယ်လို့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းက အခုနှစ်ဖေဖော်ဝါရီလမှာထုတ်ဖော်ပြောထားပါဗျ။နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ။